ပါကူဆန်နဲ့မခွန်နိုင်ပြောနိုင်တဲ့လေးဖြစ်သွားခဲ့ရတဲ့ကိတ်တွေရဲ့ကစားသမားဟောင်းများအလုံးမင်းမြင်္ဂလာပါပါကူဆန်ဆိုတာကတော့ KG တို့ကအောင်မြင်မှုလူကြီးချလူပင်နေခဲ့တဲ့မိကြီးတူပဲဖြစ်ပါတယ် KG တို့လက်ရှိမှာပြင်းဆုံးကြနေပေမဲ့အချိန်ကအောင်မြင်မှုတွေကိုပြန်ထုတ်ကြနိုင်ခဲ့တာစာအလဖ်ရဲ့ကျေးဇူးကြောင့်ဖြစ်ပါတယ်စာအလဖ်ဟာ KG တို့ကို26ရာသီကြာကန်ပေးခဲ့ပြီးတော့စူပလာအောင်မြင်မှုအနေနဲ့အချိန်30တိရာယူပြင်နိုင်ခဲ့ပါတယ်အဲဒီထဲမှာပရီးမီးယားလိ73ကြိမ်ချန်ပီယံလိ2ကြိမ်အပါအဝင်တခြားစူပလာအောင်မြင်မှုတွေလည်းရယူနိုင်ခဲ့ပါတယ်စာအလဖ်ဖြစ်ခွာသွားပြီးကြတဲ့က KG တို့ရုံးကန်နေခဲ့ရတာ ခုတည်းပဲဖြစ်ပါတယ်။ဒါအဲ့လဲအဆိုရင်ကစားသမားတွေကိုကန်ကွယ်တဲ့ပုံစံနဲ့ကြီးပြီးတော့စစ်ကမ်းမင်းတင်ချက်တဲ့ကြီးပြလဲဖြစ်ပါတယ်။ဒါအဲ့လဲဖြစ်လက်ထက်မှာအဝယ်လက်ခံပြဿနာတွေပါရည်လဲသိရှိခဲ့ပေတဲ့ဘာရကစားသမားတွေလည်းမရှိခဲ့ပါဘူး။ဒါပေမဲ့စာအဲ့လဲအနေနဲ့အချို့ကစားသမားတွေနဲ့တော့အဆင်ပြေတာတွေရှိခဲ့ပါတယ်။အဲ့ဒီအဆင်ပြေမှုတွေဟာတစ်သိန်းလုံးကိုဖီလမှုတွေတားစီတဲ့တီတော့ဖြစ်ခဲ့ပါဘူး။ကြီးတွေရဲ့ကစားသမားဟောင်းတူဆိုရင်စာအဲ့လဲနဲ့မခွန်နိုင်ပြောနိုင်တဲ့အဖြစ်ဖြစ်သွားခဲ့ရတာရှိပါတယ်။အဲ့ဒီကစားသမားကတော့ဘုဒ္ဓမဟောင်းတူဖြစ်တဲ့ချင်းလင်းတန်ဆိုသူပဲဖြစ်ပါတယ်။ဆော့လန်ဘုဒ္ဓမချင်းလင်းတန်ဆိုရင်1900 1988ခုနှစ်ကနေ1992ခုနှစ်ထိကကြီးရွေးအဓိကကုသမဖြစ်ခဲ့ပါတယ်။ဂျလင်နာပွဲပေါင်း90တပွဲကစားပေးခဲ့ပြီးတော့အနယ်ပွဲတပွဲမှာလူရှင်းကနေချန်လက်ခင်ရကနေစပြီးတော့ဆာအဲလက်စ်နဲ့ဆင်ပြီးဖြစ်သွားခဲ့ပါတယ်။1990ခုနှစ်အဖေဖလားဖိုင်နယ်တစ်ခုမှာကကြီးရွေးလည်းဖနာနန်ရောနဲ့ကစားခဲ့ရပြီးတော့အဲဒီပွဲစဉ်မှာကုသမဂျလင်နာပွဲထွက်လာခဲ့ပါတယ်။ဒါပေမဲ့အဲဒီပွဲစဉ်ကတော့တစ်ဖက်ဆုံးကိုစီတေးရလနဲ့ပြီးဆုံးသွားခဲ့ပါတယ်။အဲဒီတော့ကအဖေဖလားမှာအချင်းပိုလီပနန်ဒီဆုံးဖြတ်ပြီးမပါဘူးနဲ့တေးကြခဲ့ရင်ပွဲပြန်ခံရမှာဖြစ်ပါတယ်။အဲဒီအဖေဖလားဖိုင်နယ်ရဲ့ ံပြပွဲမှာကုသမဂျင်းလင်းတန်ကိုခြံထဲလာခဲ့ပြီးတော့အရန်ကုသမလက်စီလေးနဲ့ပွဲထွက်လာခဲ့ပါတယ်။တန်ကန်ရဲ့ပွဲစဉ်မှာခကြီးတို့လည်းတခုခုရှိနေအနိုင်ရပြီးတော့အဖြစ်ပလောက်ကိုပိုဆယ်နိုင်ခဲ့ပါတယ်။တန်ကန်ပွဲမှာဝင်ကစားခွင့်မရလိုက်တဲ့ဂျင်းလင်းတန်ကဆိုရင်တော့ချန်ပီယံဆွေးပြလို့မရလိုက်ပါဘူး။အရန်ကုသမလက်စီလေးကတော့သူရတဲ့ချန်ပီယံဆွေးပြကိုယူဖို့ကံလန်းခဲ့ပေမဲ့ဂျင်းလင်းတန်ကတော့လုံးဝလက်မခံခဲ့ပါဘူး။အဲလိုနဲ့ပဲဂျင်းလင်းတန်ကဆော့အလက်ဆော့မှာဆက်ကွက်သွားခဲ့ပြီးတော့အဲ့နောက်ပိုင်းစကောင်းပြောပြကြတော့ဘူးလို့သိကြပါတယ်။ဂျင်းလင်းတန်ကိုယ်တိုင်ကအဲ့ချိန်ကစပြီးတော့ကျွန်တော်တို့စကောင်းပြောကြတော့ပါဘူး။တင်းနေစုပလာအမ ွဲခံတဲ့အချိန်မှာကျွန်တော်ပါဝင်ခဲ့ရတင်တာပါ။အများကတနာမိပေးတာမျိုးကျွန်တော်လည်းမခံနိုင်ပါဘူး။သူကမစ်စနဲ့ပိုင်းနေမှာကသူများထက်ကိုသိရင်သိပါလိမ့်မယ်။ဒါပေမဲ့လူရင်းနဲ့ဆက်ဆံရတဲ့အပိုင်းကိုတော့မကြမ်းကျင်ပါဘူး။သူချင်းနေမှန်ကိုလည်းငါထုတ်ပြောလာခဲ့ပါလိမ့်။အဲဒီတော့ငါဂုဒမားချင်းနေမှန်ကို channel ခဲ့ရနေပတ်သက်ပြီးတော့ silence ကလည်းဒီလိုမျိုးပြန်ပြောလာခဲ့ပါလိမ့်။အဲဒီလိုပြောင်းလဲလုပ်ခဲ့တာကပိုကောင်းတယ်လို့လည်းမဟုတ်ပါဘူး။ဒါကလေးမှဒီလိုမျိုးပြောင်းလဲတွေကလိုအပ်ပါတယ်။လက်ရှိလေကအဲဒီနေ့ကဝင်းပလီမှာဘာမှမလုပ်မသွားခဲ့တာကြောင့်ကျွန်တော်ရဲ့ summer ချက်ကမှန်ကန်တယ်လို့ထင်ပါတယ်ဆိုပြီးတော့ပြပြသွားခဲ့ပါလိမ့်။ဒီတော့အဆုံးကြီးကြီးနေတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။